Hello အားလုံးပဲမင်္ဂလာပါမြန်မာပြည်နဲ့ဝေးနေတဲ့တောင်ပေါ်သူတောင်ပေါ်သားတွေအားလုံးတောင်တန်းဒေသကိုလွမ်းသွားကြပြီမလားသုံးဆန်အတိုင်းမက်သရူးဆိုင်မှာသွားမွေတာတယုံမြင့်ချင်ရှာဖွေတွေ့ရှိခဲ့တယ်ရှန်ခေါဆောင်နဲ့စာပေါ်မြင့်ချင်ကိုနည်းနည်းယူထားပြီးကြံတဲ့မြင့်ချင်တွေကိုဖန်ပလင်းတဲ့ကိုထက်အချင်းဒီထက်ကိုပို့ပြီးတော့မှမပေါက်အောင်အလုံးပိတ်ပြီးရေခဲတက်တာတွေကိုထည့်ပြီးတင်ထားခဲ့တယ်အနံ့ရော အရသာရောတကယ်ဗမာမြင့်ချင်အတိုင်းပဲ ကဲဒါကတော့ရှမ်းခေါက်ဆွဲနဲ့စားမယ်မြစ်ချင်းစနွေးနည်းနည်းထက်ရင်နွေးလေးထည့်ပြီးတော့မှရေခမ်းအောင်ပြုတ်ပါမယ်ထိုင်းကလာတဲ့ဆန်ခေါက်ဆွဲဖက်ကိုရေစိမ်ထားလိုက်တယ်ယိုးရမပြက်ရှမ်းခေါက်ဆွဲကိုစိမ့်စိမ့်ဆူဆူလေးစားရတာအရင်သဘောကျတယ်ဒါကတော့ပဲရွက်နန်းနန်းမင်းမြစ်ချင်ပြုတ်ထားစင်မှာပဲရွှေပဲရွက်နဲ့နန်းနန်းမင်းကိုရေဆေးပြီးအစင်သင်းပြင်ဆင်ထားလိုက်တယ် နန်းနန်းပင်လေးတွေကိုပပလီထားတဲ့ရွှေဘဲရက်ကိုရေစစ်ထားလိုက်တယ်။မြစ်ချင်လေးကရေခမ်းပြီးတော့မှကြက်တော့ပါပြီ။မြစ်ချင်ရဲ့အရသာကစားပါပြီးသားမို့လို့စနွေးလေးတစ်မျိုးလေးပဲထည့်ပြုတ်ခဲ့တယ်။ကဲပြီးရင်ပဲရွက်နဲ့ခောက်ဆွဲ ပြုတ်ဖို့အတွက်ရင်နွေးအိုးပြင်လိုက်ပါပြီ။ရင်နွေးဆူလာရင်ကတော့ရွှေဘဲရက်ကလေးကိုရင်နွေးဖြောယုံလေးပဲဖြောပါမယ်။ရွှေဘဲရက်လေးတွေကိုဆယ်ထားမယ်။ ြီးရင်ရေစိမ်ထားတဲ့ရှမ်းခေါက်ဆွဲကိုပြုတ်မယ်။ခေါက်ဆွဲရရွာခေါက်ဆွဲလေးလိုချက်ချင်းဆယ်လို့မရဘူး။နည်းနည်းလေးခဏလေးကြာအောင်ပြုတ်ထားပေးရတယ်။ကဲခေါက်ဆွဲသားလေးတွေစားလို့ရတဲ့အနေထားရောက်ရင်ကတော့ဆယ်ထားလိုက်ပါပြီ။ကျမကတော့ခေါက်ဆွဲကိုအနှစ်နဲ့မစားဘဲနဲ့ဝက်သားပြုတ်ရည်ဝက်သားစွတ်ပြုတ်နဲ့စားပါမယ်။ကဲဒါကတော့မနေ့ကဝက်သားကိုဂျင်းကျက်သွင်းပြီးရှာကော့ပါကောတွေနဲ့အရသာတွေနဲ့တေချာနေပြီးတော့မှပြုတ်ထားတဲ့ဝက်သားစွတ်ပြုတ်လေးပါ။ နူးဤနေအောင်ပြုတ်ထားတဲ့ဝက်သားစပြုတ်သေးကိုငရုတ်ကောင်းမုံလေးနည်းနည်းလေးထဲလိုက်ပါမယ်။မြစ်ချင်အဖတ်တရကြီးနေလို့တေးသေးနှုံနှုံကလေးတွေဖြစ်အောင်ပပလွားလိုက်ပါရယ်။ကဲခောက်ဆွဲစားဖို့မြစ်ချင်အစင်းသေးဖြစ်ပါပြီ။ခောက်ဆွဲပွဲစပြင်ပါတော့မယ်။ပထမဦးဆုံးရွှေပဲရွက်နနံမီလေးတွေထဲလိုက်ပါပြီ။ကျက်သွန်ဖြူစီချက်အဝါလေးထဲလိုက်တယ်။ပြီးရင်ငရုတ်သီးကြော်စီတစွန်းတူချန်နန့်ချန်အတွက်ကတော့တရုတ်ကလာတဲ့ဒီပဲပုတ်အချင်းကြီးလေးထဲလိုက်ပါမယ်။ ပြီးရင်ရှန်ခေါက်ဆွဲနံ့လေးထွက်အောင်ရှာကော့ပါကော့စီမွေးလေးနည်းနည်းလေးထည့်လိုက်ပါမယ်။ပိုပြီးတော့မှရှန်ခေါက်ဆွဲမြောက်သွားအောင်ကိုရီးယားက swiping paste ပဲငပိအနစ်ကလေးတစ်စုံထပ်ထည့်လိုက်တယ်။ကဲနောက်ဆုံးမြေပဲစံမုံလေးတစ်စုံကဲအရသာတွေပေါဝင်ပစ္စည်းအားလုံးထည့်ပြီးပြီဆိုရင်ကတော့ဝက်သားဆွပြုတ်ကိုနောက်ဆုံးအနေနဲ့ထည့်လိုက်ပါပြီနော်။ ကဲနောက်ဆုံးအရသာအတွက်ကတော့ကိုကြိုက်တယ်လို့ဘဲငံပြားရေးစားကြက်သားမုတ်ကြိုက်တာထက် ရှန်ခေါက်ဆွဲနဲ့လိုက်ဖက်တဲ့ဝက်ခေါက်ကြော်ထုတ်ကလေးတွားယူလိုက်အောင်မယ်ကဲဒါကတော့ရှန်ခေါက်ဆွဲတဲ့ဘွဲဖြစ်ဖို့အတွက်ပါဝင်ပစ္စည်းများနဲ့ပြင်ဆင်ဖို့အဆင်စင်ပဲဖြစ်ပါတယ်ရှန်သချင်းလေးဖွင့်ပြီးတော့မှမနက်စာတော့စားပါတော့မယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးပဲကျေးဇူးတင်ပါတယ်တတာ Chama-lhe only Fica o sonho